အစိုးရသည်လက်ထက်မှာရောအေယာဝရီမြစ်ထိမ့်သိမ်းရေးအလေးထားလုပ်ဖို့တဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေတောင်းဆိုနေကြပါတယ်ဒီသတင်းကိုဥထွန်းထွန်းသိမ်းပေးပို့ထားပါတယ်ရှင်အေယာဝရီမြစ်ရှောက်မှာရွှေတူပေါ်တာတက်ခေါတာနဲ့ယာရီဥတုဖောက်ပြန်မှုတွေကြောင့်မြစ်ချောင်းပြောင်းလဲမှုရေရောရေမှုတွေဖြစ်ပေါ်နေပြီးအစိုးရသည်လက်ထက်မှာအလေးထားပြုပြင်ဖို့လိုအပ်နေတာပါအေယာဝရီမြစ်ထက်မှာမြစ်ဆုံဆဲလိုစီမံကိန်းကြီးတဲ့ဆဲလိုဆောင်းလုပ်ဖို့စီစဉ်နေတာဟာလည်း မြင့်ကြောင်တလျှောက်မီတင်းနဲ့ထိုင်သူတွေကိုထိခိုက်စေမှာဖြစ်ပါတယ်။ AR ကိုပြန်ပြီးစေကူတာဖို့လိုပါတယ်။နော်။ဘာဆိုတော့အရင်ကတည်းကလည်း AR ကအထက်နဲ့အောက်ကုန်စီစီးဆင်းမှုတွေ၊ကံယူရန်တလျှောက်မှာနေတဲ့လူတွေရဲ့တမိုင်းနော်ဒေါ်လေးတို့ပြုစုပြောထောင်ခဲ့တဲ့အမေတယောက်လို့။အဲ့တော့မမမကြမ်းမဲနဲ့တက်တောင်းအိုမေးမစွမ်းဖြစ်တဲ့အခါမှာတော့ထပ်ပြီးတော့ဒီမိခင်တယောက်ပေါ်မှာဝင်နေမပြပါစေနဲ့တော့လို့။ AR မြင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာပံလို့အဖွဲ့တွေကဆောင်ရွက်မှုတွေရှိနေပြီးအရာဝတီမြင့်ကိုမဖြက်စီးဖို့ပဲလိုတယ်လို့ပညာရှင်တွေကလည်းထောက်ပြပြောဆိုကြပါတယ်အခုလုံနေ project တွေရှိပါတယ်နော်အရာဝတီမြင့်နဲ့ပတ်သက်ပြီးတော့ကမ္ဘာပံငွေချိပြီးတော့လုံနေကြတော့ပညာရှင်တွေအများလုံနေတဲ့ကိစ္စပါပဲနော်အဲတော့ဒုထွေတော့အကြံပြုစရာမရှိပါဘူးအရာဝတီကိုမဖြက်စီးရင်ပဲကျေနပ်လာပါပြီမြန်မာနိုင်ငံမှာအရာဝတီမြင့်လို့ရေးကြီးတဲ့ရေးရေးမြင့်တို့ထိန်းသိမ်းဖို့အတွက်အမျိုးသားဆင့်ရေးအရင်အမြင့်ကော်မတီကို2013ဇူလိုင်လကစတင်ဖွဲ့စည်းခဲ့ပြီး ရေဥပဒေကိုစတင်ရေးဆွဲခဲ့ပေမဲ့လည်းအစိုးရအသစ်ကူးပြောင်းကာလမှာတော့ရပ်ဆိုင်းခဲ့ပါတယ်။တဘောပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသူတွေကတော့ရေရင်းမြစ်ကော်မတီလိုအဖွဲ့တစ်ခုဖွဲ့စည်းပြီးအရာဝတီချင်းွင့်မြစ်လိုမြစ်ကြီးတွေကိုထိန်းသိမ်းမှုလေ့လာမှုတွေလုပ်ဖို့အတောင်းဆိုနေကြပါတယ်။ကျွန်တော်ထွန်းထွန်းသိမ်းပါ။